မေတ္တာသုံးပါးမြတ်စွာဘုရားဘာတွေဟောခဲ့လဲကရဏီယမထကုတလေနယန္တတန်တံဗရံအဘိသမိဆာဆိုတာအင်တမဒီကြွချောင်းစီလျော်ပြီးတော့စိတ်နှလုံးအေးချမ်းပြီးအပြန်အလှန်လေးစားတဲ့လူအတိုင်းဝိုင်းလူဖွဲ့စည်းဖြစ်ဖို့ရအတွက်လက်ဆောင်များ မေတ္တာဘလောက်အရေးကြီးတယ်ဆိုတာကိုဟောကြားထားတယ်အထကုသလဆိုဘယ်လိုလုပ်ရင်လူအတိုင်းဝိုင်းတိုးတက်နိုင်တယ်ဆိုတာကို လိမ္မာကျွမ်းကျင်လိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်အထကုသလကိုကျိုးကိုစည်းပွားအများရဲ့အကျိုးစည်းပွားကိုယ့်ရဲ့အကျိုးစီးပွားတစ်ဖက်သားရဲ့အကျိုးစီးပွားနားလေသဘောပေါက်တဲ့ပုဂ္ဂိုလ်အထကုသလ ကုသလဆိုအင်္ဂလိပ်စကား skill ဆိုတဲ့အတူတူ လိမ္မာတယ်ကျွမ်းကျင်တယ်သိတယ်ကိုအကျိုးစီးပွားသူအကျိုးစီးပွားနှုံးလုံးရဲ့အကျိုးစီးပွားပေါ်မှာလိမ္မာတယ်လှုပ်တတ်တယ်ခြင်တတ်တယ်ဖော်ဆောင်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကရဏိယမထကုသလေနအဲ့ဒီပုဂ္ဂိုလ်ဟာလိုက်နာပြီးတော့လှုပ်ရမယ့်အချက်တွေရှိတယ်ကိုအကျိုးစီးပွားလဲတိုးတက်စေခြင်းနဲ့ တဖက်သားရဲ့အကျိုးစီးပွားလည်းတိုးတက်စေခြင်း။ကိုနဲ့ကိုပတ်ဝန်းကျင်ကြီးပွားတိုးတက်ပြီးငြိမ်းချမ်းသာရတဲ့ကမ္ဘာတစ်ခုတည်ဆောက်ခြင်းနဲ့တည်ဆောက်နိုင်တဲ့နိလန်းကိုလည်းသိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအထာကုသလား။အဲ့ဒီလိုသိတဲ့ပုဂ္ဂိုလ်ဟာကရဏီယလိုင်းနာလောက်ရမယ့်ကိစ္စတွေရှိတယ်။ယန္တတန်တံပရံဘိသပိစစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တဲ့ အနေထားတယ်ဒီနေရာမှာတော့နိဗ္ဗာန်ထီအောင်အမြင့်ဆုံးကိုမြှော်မှန်းလိုက်တော့ယန္တတန်တံပဒံပိသမစ္ဆတန်တဆိုတာအေးချမ်းနဲ့အဲ့ဆိုဗျာအမြင့်ဆုံးနိဗ္ဗာန်ကိုပြောတာအေးအခြေခံအပြည့်ပြောမယ်ဆိုရင်စိတ်နှလုံးအေးချမ်းမှုစိတ်နှလုံးအေးချမ်းမှုကိုသဗ္ဗေချမ်းကမှာလဲဟရယတန်တိဆိုတဲ့စကားလုံးသုံးတာရှိတယ် ဟရယဆိုတာနှလုံးသားစိတ်ဓာတ်တန်တိဆိုတာငြိမ်းချမ်းတာစိတ်နှလုံးရဲ့အေးချမ်းမှုဆိုအဲဒီစိတ်နှလုံးအေးချမ်းမှုကိုဖော်ဆောင်နိုင်မှုအတွက်မြတ်စွာဘုရားဒါကိုဥတည်ရည်စုပြီးငြိမ်းချမ်းမှုအချင်းချင်းပြန်လည်လေးစားမှုဆိုတဲ့ဒီကိစ္စတွေကိုဥတည်ပြီးတော့လိုက်နာဆောင်ရွက်ရမှာတဲ့ ဘာတွေလဲလို့ဆိုရင်တက်ကောလုံနိုင်စွာရှိရမယ်လုံနိုင်စွာဆိုတာဒါအရေးကြီးတာလုံချင်တဲ့စိတ်လည်းရှိရမယ်လုံနိုင်စွာရှိရတက်ကောဆိုတာအရေးချင်းတစ်ခုပဲလုံနိုင်တဲ့စွာရရှိရမယ်ချင့်ကျင်တဲ့စိတ်ဓာတ်တွေရှိရမယ်အေးချမ်းမှုကိုလိုလားတဲ့စိတ်ဓာတ်တွေရှိရအောင်အဲ့ဒီပုဂ္ဂိုလ်ဟာ အရေးကြီးဆုံးကဘာတော့ဆိုဥစုသူဟုစုဆိုရိုးသားဖြောင်းမရမယ်ကောက်ချစ်တာမလုံးဝဘူးရိုးသားဖြောင်းမတဲ့ဆိုတာစိတ်ထိုင်းရှင်ရှိတဲ့အတိုင်းအမှန်ကိုအမှန်တိုင်းတစ်ဖက်သားကိုသိစေတာရိုးသားတယ်လို့ခေါ်တာဗမာပြည်မှာတော့ပြောလို့ရှိတယ်ရိုးသားတာကိုရိုးအရဲနဲ့သွားပြီးတော့တွဲတယ်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးရိုးသားတယ်ဆိုတာဖြောင်းမတ်တယ်လို့ဒီလိုဆိုလိုတယ် ကောက်จิตာနဲ့ရောသားတာနဲ့ရောအရာနဲ့เนาะထက်မြက်တာနဲ့တခြားရောအရာတော့မကောင်းဘူးအရာမကောင်းဘူးမသိတာနလဘိန်းတုံးဆိုတာကြတော့အဲ့ဒါအရဲလို့ခေါ်တယ်ဗမာတကားမှာတော့ရိုးတယ်နဲ့သွားရောတယ်အဲ့တော့ရိုးသားတယ်ဆိုတာဖြောင်းမတ်တယ်စိတ်ထားတိမတ်တယ်မှန်ကန်တယ်ဆိုတာကိုရိုးသားတယ် သူဟုစုအလွန်လွန်ရွတ်သားဖို့လိုတယ်အရေးကြီးလို့နော်ရွတ်သားရမယ် honest quite honest ဒီလိုဆိုလိုတာရွတ်သားအလွန်ကိုရွတ်သားအလွန်ကိုရွတ်သားတယ်ဆိုစိတ်ဓာတ်ကိုကရွတ်သားမမမကန်လောက်တာမျိုးမရှိဘူးစိတ်ဓာတ်ကိုကရွတ်သားတကောဥစုစသူဟုစု ဒီမေတ္တာသုတ်ဆိုတာရွတ်ဖတ်နေဖို့တဲ့ရွတ်ဖတ်ပြီးတော့စဉ်ញင်စဉ်းစားပြီးကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ဆေးဆိုတာတောက်တယ်တောက်ရအာဇီပဲဖြစ်ဖြစ်ယောဂပြောင်းတဲ့ဆေးပဲဖြစ်ဖြစ်ဆေးဆိုတာတောက်အောင်ဆေးစာဖတ်ပြီးတော့ဒီဆေးလေးကကောင်းလိုက်တာလို့ဆိုပြီးမတောက်ဖဲထားပါအကျိုးမှရအောင်အခုမေတ္တာသုတ်ဆိုတာရွတ်နေုံနဲ့အကျိုးမရဘူးရွတ်ဖတ်နေုံနဲ့ ရွတ်ဖတ်ပြီးတော့ဘာလို့ကလောကလူသားတွေကပရိစ္ဆာရွတ်လိုက်တာနဲ့ကိစ္စပြီးတယ်လို့ထင်နေကြတယ်နော်အပေါ်ယံလေးကိုစဉ်းစားကြတယ်အလေးနဲ့ထားကြရမှာဒီလိုမဟုတ်ဘူးရွတ်သားရမယ်ဖြောင်းမရမယ်မေတ္တာမပြတ်အောင်ရွတ်သားမှုကသိရေးကြီးမယုံမသားလောက်လိုက်ရင်မေတ္တာပြတ်သွားတယ်ဒါထုံးလောကမှာမယုံမသားလောက်တာကိုအကြောင်းပြုပြီးမေတ္တာပြတ်ကြတယ် မြူချူရက်စပက်ချင်းချင်းပြန်လည်လေးစားမှုတွေပြည့်ရင်းသွားတယ်။ဒါကြောင့်မေတ္တာတော့မှပြောတာတက်ကောဥစုစသူဟုစုစရိုးသားပါ ဖြောင်းမတ်ပါဒီလိုဆိုလို့ရပေါ့နော်အဲ့တော့ရိုးသားဖြောင်းမတ်မှုကမေတ္တာတည်ဆောက်ဖို့အတွက်သိအရေးပါလို့လူတွေကလွယ်လွယ်ကူကူတော့မေတ္တာပို့ပါတယ်တတ္တဝါတွေချမ်းသာကြပါစေချမ်းသာကြပါစေဒီလိုမေတ္တာပို့အဲ့ဒီလိုမေတ္တာပို့ရုံနဲ့ အောင်မြင်မှုရမှာမဟုတ်ဘူးမေတ္တာဆိုတာကိုယ်တိုင်လိုက်နာစိတ်သုံးမှုလိုအပ်တယ်ကိုယ်တိုင်လိုက်နာစိတ်သုံးမှုဆိုရိုးသားအစွမ်းကုန်ရိုးသားတက်ကောဥစုစသုစုတခါတော့ကကန္တရကဆိုတဲ့ဆင်းနေကိုအတတ်သင်ပေးတဲ့ဆရာတစ်ယောက်မြတ်စွာဘုရားရှင်ရောက်လာတယ်ရောက်လာပြီးတဲ့အခါမှာသူက မြတ်စွာဘုရားကိုချီးမွမ်းထောမနာတယ်။အချီးမွမ်းလို့ဆိုရှင်ဘုရားဟာအလွန်ကောက်ချစ်တတ်တဲ့လူတွေကို ဆုံးမသွန်သင်တာအာဂမန်းမှာပဲဆိုတဲ့စကားပြောတာ။တိရစ္ဆာန်တွေကိုသွန်သင်ပြတာဆုံးမရတာ လွယ်တယ်တဲ့။တိရစ္ဆာန်တွေကရိုးတယ်ဖြောင်းတယ်။နော်တိရစ္ဆာန်တွေကရိုးတယ်ရိုးသားတယ်ဖြောင်းမှတ်တယ် လူတွေကကောက်ချစ်တယ်လို့သူပြောတာ။ तू ကစင်နေကိုအတက်တင်ပေးနေတာဆိုစင်တကောင်ကိုတဲ့တပည့်တော်တယူဇနာခရီးအသွားပြန်စီးကြည့်လိုက်တာနဲ့ဒီကောင်ရဲ့ညင်နေအကုန်သိရတယ်။ तू ကပြောတာ။စင်နေတင်လို့လွယ်တာ။သူ့ရဲ့အကျင့်စရိုက်တွေအကုန်လုံး तू ကရှုပ်ဝဲပထားဘူးအကုန်လုံးပေါ့။ဒါကြောင့်မို့ तू သုံးတဲ့စကားလုံးက ဥတ္တနကိညေတံဗန္တိစရိတံပတောရှင်ပြားတဲ့ဒီအကောင်တွေကသိယူသားကြတယ်ဖြောင်းမှတ်ကြတယ်စိတ်แท้ရှိတာလောက်တာတဲ့သူတို့နော်စိတ်แท้ရှိတာလောက်တာအဲ့ဒါကြောင့်မို့ဒီကောင်တွေသင်ရတာလွယ်တယ်တဲ့ဒါပေမဲ့ဖြစ်ရတပည့်တော်ရဲ့နောက်လိုက် နောက်ပါတွေအတိုင်းဝိုင်းတွေမိတ်ဆွေတွေပေါင်းတယ်လူတွေကြတော့အတော်ကောက်ကြစ်တယ် ခုံရှင်နေညတံပန်းတေယတိထံမနှုတ်တာရှင်ဗျာလူတွေဟာအလွန်ရှုပ်ဝက်တယ်လူတွေရဲ့စိတ်နှလုံးကအလွန်ရှုပ်ဝက်အတိခက်တယ်တပီတော်ရဲ့အလုံးလုံးနေတဲ့ပုံကိုယ်တွေစိတ်ထဲကတမျိုးပြောတာကတမျိုးသူတို့ဟာစိတ်ထဲနဲ့ပြောတဲ့စကားနဲ့စိတ်ထဲရှိတာနဲ့လှုပ်တာနဲ့ တလွဲစီကြီးပဲဆင်းနေကြတော့အဲ့ဒါလို့မဟုတ်ဘူးဗျာအလွန်ဖြောင်းနေဒီကောင်းတွေကစိတ်ထဲရှိတာတွေအကုန်ထုတ်အသွားပြန်စီကြည့်လိုက်တာနဲ့ဒီကောင်းရဲ့အနေထားတွေအကုန်သိတယ်လူတွေကြတော့တပီတော့တလားနေလဲမသိတနှစ်နေလဲမသိနှစ်ပေါင်းများစွာတပီတော့နာအလုံးလုံးနေတဲ့လူတွေအကြောင်းမသိဘူးတဲ့အလွန်သိရခက်တယ်လို့သူကဒီလိုရှောက်ခဲ့တယ် အဲ့လိုအတိအခက်တဲ့လူသားတွေကိုရှင်ဘုရားဆုံးမတာတော့အနုတ္တရောပုရိသဓမ္မတရတိဆုံးမတိုက်တဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတယ်အလွန်အံ့ဩစရာကောင်းပါတယ်လို့မြတ်စွာဘုရားကိုချီးကျူးပြီးရှောက်ထားတဲ့စကားလေးတစ်ခုရှိသူ့နာမည်ကကန္တရကအဲ့ဒါကြောင့်မို့လို့လူတယောက်ဟာရိုးသားဖြောင့်မတ်မှုသိအရေးကြီးတယ်ကိုယ့်ကိုယ်ရိုးဖြောင့်အောင်နေတတ်ဖို့ကြိုးစားကိုယ့်ကိုယ် 就有大大飘飘慢慢，我不参加表演的，我谁天个好个啦？谁听个系列的表演好个啦？这非单位、单没有天拿我们表啦，喊录表演啦，喊唱表演啦，说的没细节也无的，无数啥，多无数啥，飘慢也没，人往飘慢也没。如果说，这非大家来比，渐渐北没收入行，现在来看，奶奶算得利息啊？ အကောင်းပြောလဲအကောင်းလို့မယူဆတဲ့ပုဂ္ဂိုလ်အပြောမခံတဲ့ပုဂ္ဂိုလ်ဗမာပြည်မှာတုံ့ပြန်တတ်တဲ့ဟာရှိရလေလူငယ်လူရွယ်တွေကြောင့်ရှားမရှည်နဲ့ဆိုတဲ့စကားပေါ့နော်အဲ့ဒီလိုဆရာမလုံးနဲ့ရှားမရှည်နဲ့ဆိုတဲ့စကားသူဝဆပြောဆိုကြံပေးလို့ခက်ခဲတယ်ပြန်ပြီးတော့ respond လုပ်တာအဲ့ဒီလိုနဲ့လုံးလေးရှိတတ်ကြပေါ့သူဝဆစတ်တမုဒုအနာတိမာနိ မုဒုစိတ်နေသဘောတာမာမနာမရှိတာကိုပြောတာပျော်ပြောင်းတယ်ဆိုတာမာနနဲ့ခက်ထန်တာမျိုးဒေါသမခက်ထန်ဘူးပျော်ပြောင်းတယ်မေတ္တာရှိတယ်တွေ့သားအနတ္တိမာနိကြီးမားလွန်းတဲ့မာနမရှိဘူးမာနဆိုတာရှိတဲ့မာနတော့ရှိရရှိတဲ့မာနဆိုတာဘာလဲကောင်းတဲ့ဘက်ကိုဥတည်နေတယ် သူတောင်လုတ်ဖြစ်အောင်လုပ်နိုင်နေတာလဲငါလည်းဖြစ်ရမယ်ဆိုတဲ့မာနမျိုးသူရောက်တဲ့အဆင့်တန်းသူလည်းလူပဲငါလည်းလူပဲငါလည်းကြိုးစားရင်ဖြစ်ရမယ်ဆိုတဲ့မာနမျိုးကရှိရအဲဒါလို့မဟုတ်ဘဲနဲ့တစ်ဖက်သားကိုထင်သေးတဲ့မာနမျိုးဆိုတာမျိုးကတော့မရှိသင့်ဘူးတဲ့ဒါလို့ဆိုလို့အနာတိမာနိဆိုအဲ့တော့ဒီမေတ္တာသုတ်ဟာလူတော်လူကောင်းတွေဖြစ်ဖို့ရအတွက်လက်ဆော်ပြလမ်းညွှန်မှုပေးတာ ဲ့တော့ကိုယ့်ကိုဒါတွေနဲ့ပဲစံချိန်ထိုးရမယ်။ငါရိုးသားရလားလုံးဝရိုးသားရလားနော်သူဝဆအကျိုးလိုလာတဲ့ပုဂ္ဂိုလ်တွေမိတ်ဆွေသင်္ကားတွေဆရာသမားတွေမိဘတွေကဆုံးမသွန်သင်လို့ရှိရင်ငါဟာလိုက်နာရလားခေါင်းမာနေသလားမုဒုဒေါသတွေခက်ထမှုမရှိဘဲနဲ့ပျော့ပျော့ပြောင်းပြောင်းရှိရလားအနတ္တိမာနိမမနာတွေကင်းရလားဆိုတာဟာ မေတ္တာတိဆောက်ဖို့အတွက်ဒီအခြေအနေကောင်းနေလေးလာကြည့်လိုက်ပါဦးဒီအခြေအနေကောင်းနေကိုယ်တဏ္ဍာမရပြီဆိုမှဒါဟာသူတော် ကောင်းတကယ်ကိုကိုယ့်ဘက်ကလူလေသေးမရှိအောင်ကောင်းတဲ့အခြေအနေတွေလို့ဒီလိုသတ်မှတ်ဖြစ်တယ်အဲ့ဒါလို့ဖြစ်အောင်မေတ္တာတို့ကျင့်စဉ်ရအချင်းချင်းကြိုးကိုအထောက်ဒါတွေတိဆောက်ပြီးမှမေတ္တာပို့တာပို့အဲ့ဒါမှကိုယ့်မေတ္တာ ခိုင်မြဲမှဖြစ်တယ်ပေါ့ ပါဇကတော့မေတ္တာပို့ပါရဲ့เนาะနည်းနည်းလေးမှအပြောမခံနိုင်ဘူးเนาะနည်းနည်းလေးမှပြောမခံနိုင်ဘူးအဆိုမခံနိုင်ဘူးဆိုတဲ့မောင်းပါတဲ့စိတ်ဓာတ်မျိုးတွေရှိနေသမျှကာလပတ်လုံးမေတ္တာဆိုတာတည်ဆောက်လို့ရမှာ မဟုတ်ဘူးကြောင်တုံးကြီးပေါ်မှာတစ်ပင်ဆိုင်တယ်လို့ဖြစ်မှာပဲပင်ပေါက်ဖို့ခက်တယ်မေတ္တာပြိုးဖို့ခက်တယ် ဒါကြောင့်မို့မြတ်စွာဘုရားဟောကြားဆုံးမထားတဲ့မေတ္တာတုတ်ထဲမှာလာတဲ့အတိုင်းကျင့်ကြံရုပ်ကိုအထောက်အပံ့မယ်လူတော်လူကောင်းဖြစ်ပါကိုယ့်ကိုယ်စောင့်တည်ကြအောင်ပါအဲ့ဒီလိုစောင့်တည်လိုက်တဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားနဲ့တွေ့သွားတဲ့အခါမှာတရားဥတ္တမြတ်တွေရဘဝမှာသူလိုကိုယ်လိုရှိကြတော့လေစိတ်နေသဘောထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေထူးခြားတဲ့တရားဓမ္မကိုသိတဲ့ပုဂ္ဂိုလ်မျိုးတွေအဆင့်ကိုရောက်သွားနိုင်တယ် ကိုကိုလည်းအစင်းမြင့်အောင်ကြိုးစားကိုကိုတိုင်ကြိုးစားမှသာရနိုင်တယ်လို့သူတို့ဆို